သာသနာတော်နှစ်2568ကောဇာတက္ကရီ1386ခုနှစ်ဝါဆိုလာပြီးတော်ရှိရဲ့မန္တလေးမြို့ဥဝင်မြို့ဒေါခင်အေဝင်ညီမဖြစ်သူဒေါခင်တန်းထေရွှေမြင်းကလေးပဲခွဲဆက်မိသားတစုနှစ်ရန်ကုန်မြို့ဥတန်းလွင်တော်အေးစိတ် တာကိုညီညီလွင်ကိုဇောဇောလွင်ကိုကြောကြောလွင်မိသားတစုတို့ပေါင်းစုပြီးတော့ဓမ္မဒါနပြုသည်ဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်းသုံးတရားတော်ကနေ့ရန်ကုန်မြို့ဥတန်းလွင်တော့အေးစိန်သားကိုညီညီလွင်ကိုဇောဇောလွင်ကိုကြောကြောလွင်မိသားတစုတို့ မလေးဒေသယံဒီပရိယတိသာသင်တိုက်မှာပရိယတိလို့အထုတ်ပြီးနေကြတဲ့သံဃာတော်ရှင်သူမြတ်တို့အားဝါရွေဥပုပ်နေတိုင်းဥပုပ်နေတိုင်းအာယုံစွမ်းဆက်ကလူရန်ကြဝါရွေလာပြီးနေတိုင်းလာပြီးနေတိုင်းနေစွမ်းဆက်ကလူရန်ကြမယ်ဆိုပြီးတော့ပေါ့ဒေသယံဒီပရိယတိသာသင်တိုက်အတွက်ဝါရွေ၃လဥပုပ်နေဥပုပ်နေအတွက်စွန်းအလှူတော် 28သိန်းဆက်ကလူတန်းကြတယ်။ဤကောင်းမှုရှင်တွေကဥစဉ်ကပြန်လည်ပြီးတော့အနုမောဒနာပြုသည့်အနေအားဖြင့်ဓမ္မကထာကဘာဟောမလဲမင်းဥစဉ်တို့တွေဟောနာကြီးညိုလက်စာဖြစ်တဲ့အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၃ကိုဥစဉ်တို့တွေဟောပါမယ်။အပိုင်းနဲ့ပါ အပိုင်တဲ့နဲ့မှာပေါ့ရှင်သာရိပုတ္တရာနဲ့အရှင်မမောကလန်တို့ပါရမီဖြည့်စင်ကနေစပြီးတော့ခေါ်လာတယ်အပိုင်တဲ့မှာတော့ပွဲကြည့်ရင်းနဲ့တဝေကတွေကြီးကြေရပြီတေယာရှိရင်မတေယာလည်းရှိရမယ်ဆိုပြီးမတေယာတရားဆရာရင်းနဲ့အရှင်အတ္တိနဲ့တွေ့နောက်ဆုံးတော့ဖယားထံမောက်ရောက်ပြီးယဟန်ပြု့ ဘဝရဲ့အနှစ်သာရဟာဘာလဲအနှစ်သာရမရှိဆိုတာဘာလဲဆိုပြီးဘုရားဟောတဲ့တရားတွေဥစဉ်တို့တို့ဒုတိယဘိုင်းနေနဲ့ဟောကြားလို့ပြီးခဲ့ပါဘူးခဏတတိယဘိုင်းနေနဲ့ဘာပြောပြခြင်းလဲမေးလိုက်တော့မြတ်စွာဘုရားဝေဒနာပြီးဝါကတ်တော်ရှင်သာရိပုတ္တရာမှာအကျံတစ်ခုဖြစ်ဘာအကျံလဲလို့မေးလိုက်တော့ ကတမေသန္တဗုဒ္ဓနာဘဂဝန္တနာဗျမ္မစရိယနာစိရထိတိကံဟောတိဘယ်ဘယရင်လေးရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့မတိတံဘူးလေကတမေသန္တဗုဒ္ဓနာဘဂဝန္တနာဗျမ္မစရိယစိရထိတိကံဟောတိဘယ်ဘယရှင်လေးရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့တည်နှံ့ကြလေ အရှင်သာရိပုတ္တရာမှာအဲ့ဒီအတွေ့အကြံဖြစ်တယ်ဖြစ်တော့ညနေခြင်းကာလဘုရားထံမောက်ချင်းကပ်ပြီးတော့မှအဲ့ဒီအကြောင်းအရာကိုလျှောက်တယ်ကဒမေသနာဗုဒ္ဓနာဘဂဝန္တနာမြတ်မစရိယနာသီရဓိဋ္ဌိကံဟောတိမြတ်စွာဘုရားဘယ်ဘုရားတွေရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့မတိတံပဲရှိပါသလဲဘုရား အဲ့ဒီကမှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာသာရိပုတ္တရာဝိပတ္တိတိခိဝတ္တပုဤဘုရားသုံးစုရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့တည်တတ်မှုမရှိဘူးကောဓုခောဟောတုကောပြေစယောမြတ်စွာဘုရားတဲ့ကောဓုခောဟောတုကောပြေစယောအဲ့ဒါဟာဘလို့အကြောင်းတည်းကြောင့်ဒီဘုရား သုံးစုရဲ့သာသနာတော်ဟာအရှင်ခန့်ပြီးတော့မတိတတ်နိုင်ပါလေ။အဲ့မှာမြတ်စွာဘုရားကပြောတယ်။ဝိဓာရေနသာဝကနံဓမ္မံနတိသေတုံကိလသုနောအဟိသုံသာဝကနံဝိဓာရေနဓမ္မံတိသေတုံသာဝကရေအပေါ်မှာသုတ်တကေယဂါထာဇာတကစသည်ဖြင့် နဝင်ကတတ္တုသာသနာပေါ့အဲ့ဒီကိုကုကိုဘုရားရှင်များဟာအကျေတဝက်မဟုတ်ကြဘူးအဲ့ဒါကြောင့်ဘုရားရှင်တွေရဲ့ပြိဋိဘံဆံပြီးတဲ့နောက်တပိသဝကကြီးတွေအရဟန္တပုဂ္ဂိုလ်ကြီးတွေဘုရားသာသနာပြီးပြီးတော့ဘုရားရှိစဉ်မှာကျင့်ကြတဲ့သာဝကကြီးတွေလည်းပြိဋိဘံဆံပြီးရောသာသနာဟာကွဲသွားတယ်ဒီလိုပြောနောက်တစ်ချက်ကဘာလဲမေးလိုက်တော့အပညာတ္တ တာဝကနံသိခာပဒတာဝကတွေအတွက်သိခာဘုဒ္ဓပြညတ်တာလေမရှိဘူးတာဝကတွေအတွက်သိခာဘုဒ္ဓပြညတ်တာ မရှိလို့လည်းပဲသာသနာမြန်မြန်ပွဲသွားတာနောက်တစ်ချက်ထပ်မေးတယ်ဒါဆိုရင်ကောနုကောဗန္နေဟိတုနောက်တစ်ချက်ကဘာလဲလို့မေးလိုက်တော့ကတမေသနဗုဒ္ဓနာသာဝကနာကတမေသနဗုဒ္ဓနာဘဂဝန္တာနာ မြေမဇရိယထိတစိရထိတိကံဟောသည်ဘယ်ဘုရားရှင်တည်းရဲ့သာသနာတော်ကရောမြတ်စွာဘုရားအရှိခန့်ပြီးတော့တီတန့်ပါသလဲဘုရားလို့ဒီလိုမေးတော့မြတ်စွာဘုရားက ပြောတယ်ကာကုတကောဏကောကတ္တပဤဘုရားသုံးသူရဲ့သာသနာတော်ကတော့အရှိခန့်ပြီးတော့တီတန့်ဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါ အဂိလာတုနောအဟိတုံသာဝကနာဝိဒ္ဓရေနဓမ္မတိတိတုံအဂိလာတုနောအဟိတုံသာဝကနာဝိဒ္ဓရေနဓမ္မတိတိတုံတပိသာဝကရေပေါ်ပေါ်အကျေတရားဟောဖို့တွေ့ပင်ပန်းနေဆိုတာသို့မှမရှိနောက်တခါပြဉ္ညတံသာဝကနာသိက္ခာပဒံတပိသာဝကရေတော့ဝိနိသိက္ခာဘုတ်တွေလဲပြဉ္ညတ် ဝိနိဒေခာဘုပြည့်ညက်တယ်ဆိုတာပါတိမောက်နေနဲ့ပြောရင်တော့အာနာပါတိမောက်ပါတိမောက်ကနှမျိုးဩဝါရပါတိမောက်ဩဝါရပါတိမောက်ဆိုတာကသဗ္ဗပါပလအကရဏကုသလသူပသံပရာသစိတ်တပရိယောဓမ္မနံဣတံဗုဒ္ဓနာသာသနာမကောင်းမှုမန္တမြမပြုကြနဲ့ကောင်းမှုမန္တမြပြုကြစိတ်ကိုပြုစင်အောင်ထားကြဒီလိုဆုံးမသွန်သင်တဲ့စကားဟာ ဩဝါဒပါတိမောက်လို့ဒီလိုခေါ်တယ်။အာနာပါတိမောက်ဆိုတော့ဒါမလုံးနဲ့ဒါလုံးရင်ဘာအပ္ပသင့်စီဘာအပြစ်ဖြစ်စီဆိုပြီးတော့အဘတ်နဲ့တားအဘတ်တွေတက်ပြီးတော့တားမြစ်ထားတာကဘာလဲလို့မေးလိုက်တော့အဲ့ဒါအာနာပါတိမောက်သောသောကပြောခဲ့တယ်ကကုတံကောဏကောကတ္တပဒီဖရာသုံးသူရဲ့သာသနာတော်အရှိခတ်ပြီးတော့တည်တတ်တယ်ဆိုတာကအဲ့ဒီလို့ ြဉ္ညတသာဝကနာသိခါဗရာသာဝကတွေအတွက်သိခါဗုဒ္ဓပြဉ္ညတဲ့အတွက်တာကြောင့်အရှင်သာရိပုတ္တရာကြီးတဲ့အရှိခန့်ပြီးတော့တိတဏ္ဏလို့မြတ်စွာဘုရားပြောပြအဲ့လိုပြောပြလိုက်တဲ့အခါအရှင်သာရိပုတ္တရာကြီးဘာလျှောက်တယ်လဲမေးလိုက်တော့ဧတတဘဂဝါကာလောဧတတသူကတော်ကာလောယံဘဂဝါသာဝကနာသိခါဗရာပြဉ္ညပေယ ယံဘဂဝသဝကနံပါတိမောခံဩဋိသေယမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသာတပိသဝကတွေအတွဲသိခာဘုတ်တွေပြညာမဲ့ပါတိမောက်တွေပြမဲ့ဆိုရင်ဣရံဓမ္မစရိယံအတ္တနိယံစိရာတိတိကံအတ္တဟောဒီသာသနာတော်ကြီးအရှိခတ်ပြီးတော့တည်တံ့ပါပါဘုရားအဲ့ဒါကြောင့်မြတ်စွာဘုရားပါတိမောက်ပြတော်မူပါ အာနာပါတိမောက်ထားပြီးတော့ဘုရားသိခာဗုဒ္ဓပြညာပြီးတော့ဘုရားဒီလိုလျှောက်တယ်အဲ့တော့သူတော်ကောင်းတို့တွေဥစ္စနတို့တွေဟောနာကြီးညိုလာကြတာအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မဤဒေသနာဤအကြောင်းအရာတွေကြည်လိုက်အရှင်သာရိပုတ္တရာကြီးရဲ့သာသနာတော်မှာအရှိခတ်ပြီးတော့တီတန့်လို့သောစိတ်ထားဘလောက်ထိအောင်သူ့ရင်ထဲမှာများပြားနေသလဲဆိုတာဒါသိစားတယ် သာသနာတော်ကိုချစ်တဲ့စိတ်ဘုရားကိုကြည်ညိုတဲ့စိတ်လောကအကျိုးကိုလိုလားတဲ့စိတ်အရှင်သာရိပုတ္တရာကြီးမှာအပြည့်အဝရှိတယ်လို့ဒီလိုနားလည်ရဣဒံမြတ်မသရိယံအရတိယံစိဒ္ဓထိတိကမြတ်စွာဘုရားသာပါဠိမောက်ကဩရိတေယပါဠိမောက်တိဘုရားဣဒံမြတ်မသရိယံအရတိယံစိဒ္ဓထိတိဤသာသနာတော်ကြီးအရှိခံပြီးတော့တည်တတ်မှာပါဗျာ သာဝကနာသိက္ခာပရပညာပေးရသာဝကတွေအတွက်မြတ်စွာဘုရားရင်ကိုယ်တော်မြတ်ကြီးသိက္ခာဘုရားပညာမယ်ဆိုရင်ဣဒံမြမစရိယအတ္တနိယစိဒ္ဓထိတိကဤသာသနာတော်ကြီးအရှိကံပြီးတော့တည်တတ်မှာပါဗျာအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာသနာတော်ကြီးအတွက်သိက္ခာဘုရားပညာပေးသနာတော်မူပါလို့ဒီလိုလျှောက်တယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအာဂမေဟိသာရိပုတ္တာအာဂမေဟိသာရိပုတ္တာ ခြေသာသာရိပုတ္တရာဆောင်းအောင်ကွယ်တတ္ထကတောဝတတ္ထကာလဇာနိတတိဘုရားရှင်တို့ဟာအချိန်ကာလအဲ့ဒီအတွက်အချိန်ကာလဆိုတာကို သိကြတယ်တဲ့အဲ့ဒါကြောင့်ခြေသာအာဂမေဟိအာဂမေဟိစောင့်ပါအောင်စောင့်ပါအောင်လို့မြတ်စွာဘုရားကဒီလိုပြောအဲ့ဒါကြောင့်တရားချင်းကြီးတော်စင်များ အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအရှင်သာရိပုတ္တရာရဲ့စိတ်၏သဘောထားကိုဦးဇနုတွေတို့နာကြားရတဲ့အခါမှာဤဒေသနာဤအချက်ကိုကြည်ချင်းအပ်ပြီးအရှင်သာရိပုတ္တရာရဲ့သာသနာတော်မှာဆောင်ရွက်ချက်တနည်းအားဖြင့်ပြောရင်သာသနာတော်မှာထားတဲ့စိတ်ထားမြင့်မြတ်တဲ့စိတ်ထားကိုဦးဇနုတွေတို့နာကြားခွင့်ပဲဖြစ်ပါတယ်တည်ခွင့်ရခြင်းပဲဖြစ်ပါတယ်အဲဒါကြောင့်မြင့်မြတ်သောမထေရဝါရဲ့စိတ်ထားကိုကြားနာရပြီးတော့ပါ တရားရှိခင်တော်စဉ်တို့လည်းပဲမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတို့မှာပိုင်ဆိုင်ကြကုန်ပြီလေမိမိတို့ရည်မှန်းတဲ့ဘဝတည်ဟူသောထက်စကန်းတက်လန့်နိုင်ကြတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဏိကုံကမ္ဘာပုံကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှတုံးမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောတင်တော်ကောင်းပေါင်းတို့မှာ ဒုံမကနမ္မနိမခယိမာကိုဝိဝဇိတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမကနမ္မနိမခယိမံကိုဥဆုံးဖြောင်းပြောက်မတ်မှန်ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သည်